စစ်ကောင်စီရွေးကောက်ပွဲကိုအသိအမှတ်မပြုရန်အာဆီယံလွှတ်တော်အမတ်များတောင်းဆိုဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင်ကျင်းပနေတဲ့152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံတို့တက်ရောက်လာတဲ့အာဆီယံနိုင်ငံများမှလွှတ်တော်အမတ်များကစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နိုင်ငံတကာအတိုင်းဝိုင်းထံတောင်းဆိုခဲ့ပါတယ်။အာဆီယံလွှတ်တော်အမတ်များကဥရောပသမဂ္ဂ EU ပါဝင် နိုင်ငံတကာအတိုင်းဝိုင်းအား ညမအရေးကိုအာယုံဆိုင်ရင်စေဘေးရှောင်းဒုက္ခသည်များကိုကုညီရန်နဲ့စစ်ကောင်စီရွေးကောက်ပွဲကိုအတိအမှန်မပြုရန်တိုက်တွန်းခဲ့ပါတယ်။အင်ဒိုနီးရှားလွှတ်တော်အမတ်နဲ့အာဆီယံလွှတ်တော်လူခွင့်ရေးကော်မတီဥက္ကဋ္ဌမာစီခရစ်စတီဗာရန်ကစစ်ကောင်စီရွေးကောက်ပွဲသည် အတုအယောင်ဖြစ်ပြီးမြန်မာပြည်သူများနှင့်အာဆီယံဒေသတွင်းနိုင်ငံများ၏လူခွင့်ရေးနှင့်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက်ချိန်ချောက်မှုဖြစ်ကြောင်းထောက်ပြပါရသည်။ မာစီခရစ်စတီဘာရန်ကအဆိုပါရွေးကောက်ပွဲသည်လွတ်လပ်ပြီးတရားမျှတမှုမရှိလို့ဆိုကမြန်မာပြည်သူများ အထူးသဖြင့်ရိုဟင်ဂျာများကိုပန့်ဖို့ကူညီရတဲ့စစ်ကောင်စီရွေးကောက်ပွဲကိုအတိမတ်မပြုရန်တောင်းဆိုခဲ့ပါတယ်။မလေးရှားလွှတ်တော်မှဝန်ချန်းကလည်းမြန်မာအရေးနဲ့ပတ်သက်၍ EU လွှတ်တော်အမတ်များပါဝင် ဖွဲ့စည်းများနဲ့တွဲဆောင်ဆွေးနွေးခဲ့ပြီးစစ်ကောင်စီရွေးကောက်ပွဲကို လက်ခံ၍မရသည့်သဘောထားကို ခိုင်မာစွာထုတ်ဖော်ခဲ့ကြောင်းပြောပါတယ်။၎င်းကဤတင်းစကားကို မလေးရှားနိုင်ငံသို့ပြန်လည်တည်ဆောင်သွားမည်ဖြစ်ပြီးစစ်ကောင်စီရွေးကောက်ပွဲကိုအတိအမှန်မပြုရန်နဲ့လေးလာဆောင်ကြည့်သူများမစေလွှတ်ရန်မလေးရှားနိုင်ငံရဲ့ဝင်ကြီးဌာနသို့တောင်းဆိုသွားမယ်လို့ဆိုပါတယ်။ IBU သည်ကမ္ဘာနိုင်ငံ180ကျော်မှလွှတ်တော်များဖြင့်ဖွဲ့စည်းထားပြီး2021စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း2020 ရွေးကောက်ပွဲအနိုင်ရလွှတ်တော်အမတ်များဖြင့်ဖွဲ့စည်းထားသည့်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုအဓိကဆွေးနွေးပွဲအဖြစ်အတိအမှတ်ပြုထားပါသည်လက်ရှိဂျနီဘာညီလာခံသို့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အဖြစ်ဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မအောင်တို့ဥဆောင်တက်ရောက်နေကြောင်း CRPHC အောက်တိုဘာ22ရက်နေ့ထုတ်ပြန်ချက်အရာသိရပါရရှင်